ဝေါလုကတဲ့အေးအဲဘာဆာဖီစတင်မှာဘာတော့မလို့တော့ဘူးပို့ကြိုက်တယ် iPhone user တယောက်နေနဲ့ဒါအရန်ကောင်းတဲ့ဒီ Pixel 7ရဲ့ကင်မရာလေးကိုတစ်ချက်အဲ့တကယ်ကောင်းတာအလုံးမင်္ဂလာပါထအစ်ဂျာနီကနေပြောပြန်နေကြဆိုလဲပါတယ်အခုကတော့ထအစ်တစ်ခါမှမလုပ်ဘူးတဲ့ Android phone ပေါ့နော် Google Pixel 7ကိုအမောင်းသိမ်းလုပ်ပြီးတော့ impression ကိုပြောပါတော့။ခဲ့ရအများတန်းဒီ iOS Apple ရဲ့ဒီ ecosystem တော့ပဲကျင်းနေလာတာပေါ့နော်။ iPhone 4ကလေးကအစင် line တုံးလာတာအခုဒါဝယ်ထားတာ iPhone 13 Pro နောက်ဆုံးဒီအရင်နှစ်ကပေါ့အရင်နှစ်ကဝယ်ထားခဲ့ရပေါ့။ iPhone ကနေကြလူအနေနဲ့ဒီ Pixel 7ကိုဖောက်လိုက်တဲ့အခါမှာသူ့ရဲ့အဲ impression ဘယ်လိုဖြစ်မလဲဆိုတော့တစ်ချက်ကြည့်ကြရအောင်။ဆိုတော့ unboxing လေးအရင်လုပ်လိုက်ရအောင်။သူ့ရဲ့ဒီဘူးကပြပြလေးဆိုတော့ သူတို့တွေလည်း Android phone တွေကလည်း iPhone တွေနောက်ကိုလိုက်လာပါတော့။ charger တွေဖြုတ်လိုက်ပြီးဆိုရဲတဘော plastic တွေလုံးဝမပါတော့ဘူး။လုံးဝ plastic free ဖြစ်သွားပြီ။သူနှစ်ဖက်လုံးကိုအရင်ဆုံးခွာစက်ကူကြီးခွာခွာပြီးရင်ပြီး wow look at that လုံးဝလေအနောက်ကမျက်နှာပြင်လေးကလေကြွေသားလေးကိုကင်နေရသလိုပဲ plastic နဲ့တိတ်မတူဘူးရတီလား။ကြွေသားပြင်လေးကိုကင်နေရသလိုပဲ။ဘယ်လိုပြောမလဲ premium scent နဲ့ကင်ရတာ ရှက်ခွာရင်ဟုတ်ဝိုင်းထပ်ပါတယ်ကြည်လားသူကစောက်လေးကိုလည်းဒီလိုဖလင်လေးနဲ့ပတ်လာတာဒါလေးလဲတော့မသိဒီမှာသူကပင်လေးပါတယ်သူ့ပင်တွေကလုံးလုံးလေးအပတ်ရကြတော့ပြပြလေးဒီကောင်ကထင်းတဲ့အတိုင်းမနော်ဒီလားကြိုးပဲပါတော့တယ်ခြားကြပါမလားဘူး USB type B2C ပြောင်းတာလည်းပါတယ်ဒါကတော့ type C ကောင်းပေါ့နော် ။ तू อ่ะဟိုဟာတွင်ကျိုးပါပြီးတော့ခြားကြမှာပါတော့ထိပ်ရခြားကြတက်တက်ဝယ်ရတယ်။ပြီးတော့သူ့ရဲ့ကာဗာတက်တက်ဝယ်တယ်။ကာဗာကိုထိပ်ရအဆိုင်ကအကြည့်ပဲလုပ်တော့ crystal clear လေးပါလာတယ်။အဲ့ရဖွင့်မပြတော့ဘောနော်။ဖုန်းပါပါဖွင့်မယ်။အဲ့တော့ဖုန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် तू ကဒီဘေးမှာဘာမှမပါဘူး။ဒီမှာ sim tray လေးပါတယ်။ အောက်ဖင်ပေါက်မှာကအာတွင်းပေါက် type c ပေါက်ပါတယ်ပြီးရင်ဟိုဟာပေါ့ speaker လေးပါတယ်ဒီဘက်မှာက power button ပြီးတော့ကျ volume up down button ပါတယ်ပေါ်မှာက mic လေးထင်တာပဲပေါက်ကလေးဒါပဲ antenna လေးတွေပါတယ်ပေါ့ camera ကနှလုံးပါတယ်ပြီးတော့ flash button လေးနဲ့ဒီမှာချီဆိုပြီးတော့ရေးထားတယ် english တဲ့သူကဘာလို့လဲလက်ကြီးကတုံးနေอ่ะဟေး mic တယ်တုံးမင်းဒီ bouncing လေး တူအဲ့လိုမျိုးလေးထိလိုက်တာနဲ့အဲအဲ့လို haptic touch လိုမျိုး iPhone တွေအတိုင်းပဲသူကဒီအဲ့အဲ့အဲ့အလုံးကြီးကတက်လိုက်ဆန်းနိုင်တယ်အဲ့အလုံးကြီးကိုလိုက် connect to mobile network တဲ့ get wifi ချိလိုက်အောင်မယ်အဲ wifi ချိလိုက်ပြီ getting your phone ready ကင်မရာနေရာမှာပဲအဝိုင်းလေးဖောက်ပြီးတော့ပြင်းနေနေရာကတော့ screen ပြည့်ပဲ copy apps and data မလုပ်သေးဘူး don't copy ပါဆိုဘာမှလည်းကို Android user မဟုတ်ခဲ့တော့ဘာမှလည်းရှေ့မှာလုပ်ရမှာရှိ Google sign in နဲ့ခုလောတဲ့ account sign in မလုပ်သေးဘူး skip လိုက်အောင်မယ်ပြန်ဝင်အောင်မယ်နော် Google service တွေအကုန် on ထားတယ် limited warranty ရဲ့ next set up in နဲ့အကြံဉာဏ်လေးတင်းတင်းတုံးလေးထားထားတယ် skip လိုက်ရပဲ skip လို့ review additional apps တဲ့ okay okay ပဲပါတယ်တခါမှ android phone ကို set up မလုပ်ဘူးပါဘူးအခုမှစပြီးမြင်ဘူးလားဒါကြီး iphone မှာတော့မျိုးစုံများတုံးတယ်တော်တော်များများနှစ်နှစ်ဆက်ဆက်တုံးတယ်ပေါ့နော်ထဲကြီးတငယ်ချင်းဖုန်းနေရာစားထဲကြီးကလုတ်ပြရရှိအမေ android နေတော့တော်တော်အလန်းဝေးတယ် site to navigate your iphone ဟို phone နေဆို site site oh try it site to google site app ွင်တွင်ဘလို့ရောအော်တီဗီအောက်ကနေအောက်ခြေကနေမအောင်မှာอืม yes သူကတင်ပေးနေရမှာလောက်တာမရင်ပြန်ပြီး try again နဲ့ swipe to go back ဒီကနေဒါဆိုရင်ဒါ go back yes ဒါထက်ရကြည့်ရတာ android သူနေကြောင့်မဟုတ်လို့ဒါကြီးဖြစ်နေ swipe to switch apps တွင်ဟုတ်တယ်ဒါတော့ဟိုပါဖြစ်ပါတယ်အော်သူက ဒီ setup လုပ်ရင်းထဲမှာသူ့ phone ကိုတစ်ခါမှမသုံးဘဲလို့လဲသူ့ရဲ့ဒီ capture တွေကိုလောလောကူကူသုံးလို့ရအောင်ရင်တင်ပေးနေရ။ post set it you are ready to start start using your phone နဲ့ swipe up to go home နဲ့ဒီအဲခု phone ကို setup လုပ်ပြီးသွားပြီပေါ့နော်။ဒီ setup လုပ်ရတဲ့ feeling ကတော့ထက်ရ iPhone ကိုပိုကြိုက်တယ်။အမ်ဘာလို့လဲဆိုတော့ထဲခုဒီဖုန်းကို set up set up လုပ်ရတာလေဒီ Google account create လုပ်နေရတယ်လို့လို့ Google service မှာ အကောင့်အတိတ်တခုခုလုပ်နေရတယ်လို့ feeling ပဲရလိုက်တာပေါ့နော်ဘာလို့ဆိုစကြာ Google ကိုအဲ website တွေမှာတုံးနေရဆိုအခုကလည်း Google နဲ့ပတ်သက်ပြီးတော့လုံးလိုက်ရဆိုလေဖုန်းအတိတ်ကို set up လုပ်လိုက်ရလို့တိတ်မခံစားတော့မိလိုက်ဆိုတော့ထိစမ်းလို့ကြာ iPhone တွေမှာလို့ application တွေက screen ပေါ်မှာရှိနေမျိုးမဟုတ်ဘူး။တัวခုံးသွားရင်အောက်ကနေပင်တာပဲ။ home screen မှာရှိရှိမှာ back ကိုနှိမ့်လိုက်တော့ Google ဆိုပြီးပေါ်လာတယ်။ဘာလို့ရတဲ့ဟာတော့မသိဘူး။ မတည်ဘူးအဲ့တော့ပြန်လုပ်လိုက်ပြီအဲ့တော့ဩအဲ့တော့သူက get app suggestions on the bottom row of your home screen ကတ်လုပ်လိုက်ဩဩသူကကိုတုံးနေကြ application တွေအာ useful ဖြစ်တဲ့ application တွေကိုသူကအောက်မှာ suggestion line လေးနဲ့ပေါ်လာပေးရတဲ့အဲ့ဒါတုံးမလားမတုံးလားဆိုထိရတုံးမလို့ပြောလိုက်တယ်ပေါ့နော်ထိခုနနှစ်ကြည့်အောင်မတိလိုက်ရတာကအာ application လေးပေါ်အောင်လို့ဆိုရင်သူက out ချရနေလို့ဆက်မှာပါ ပေါ်နေဒီလိုလောက်ရအောင်ပေါ့နော်ဒါအထက်ရ Android သုံးနေကြမှာဟုတ်တော့ပုံမှန် Android ဖုန်းတွေလည်းဒီလိုပဲလာတော့မသိဘူးဟုတ်ဟုတ်ချင်အောင်ပေါ့အဲ့တော့အခုဒါ application တွေပေါ့နော်အဲအရန်နှစ်ရတာตั่วတယ်ပေါ့နော်ကြည့်လိုက်ตั่วจุยจุยอืมဆိုတော့တဲ့ထက်ဤ typing send ကြည့်အောင် typing send နေအဲ့တော့ message တဲတော့ touch ဟုတ်ကဲ့ဒီตั่วတိုက်ပင်းရဲ့အခါမှာ อืม iPhone มาไอ้โห haptic touch ဖွင့်ထားတယ်လို့ပဲဖုန်းလေးကအနောက်ကညွှီးကြည့်ကြည့်ဆိုပြီးတော့ feeling တုံနေတဲ့ feeling ခံစားချက်လေးရတယ်နှိရတာတော်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 မိုက်တယ်အဲ့ feeling လည်းမိုက်တယ်ထိုင်းနေတဲ့ကလွန်ခဲ့တဲ့လေ9နှစ်6နှစ်လောက်ကပဲ iPhone ကိုင်နဲ့ second phone နေနဲ့ Xiaomi ကိုမှ 5S ကမတည်ပြပြလေးဖြူအောင်လေးကိုင်နေဦးတော့ဗောနော်ခုထိအမောင်းတင်းနဲ့လုတ်ပြီးသွားပြီအထက်ရဟိုင်လဲနည်းနည်းဆမ်းပြီးသွားပြီဗောနော် အဲ့တော့ထက်ရီဒီ iPhone မင်းမင်းနဲ့တုံးလာတဲ့ iOS user တယောက်နေနဲ့ first impression ကတော့သူ့ကင်ရတာလုံးဝ luxury phone လိုမျိုးတော့ခံစားရတယ်အဲ quality phone လို့ခံစားရတယ်အဲနည်းနည်းအရန်တော့လေးတာမျိုးမဟုတ်နည်းနည်းသိရမလားလေးလေးပင်ပင်နေနဲ့ grip လည်းအဆင်ပြေပေါ့နော်ထက်ရီအရန်ကြီးရလည်းမကြောက်ဆိုတော့အကုန် OK ရဲ့ဒါပေမဲ့ထက်ရီတုံးနေကြသည့် Apple ecosystem တွေကတော့ထက်ရီကတော့မထွက်နိုင်ဘူးဒီဟာကို Apple ထက်ရီအခုတုံးနေတဲ့ Apple ဒီ iPhone ကိုအစားထိုးတုံးမလားဆိုတော့ထိရတော့မတုံးနိုင်ဘူးပေါ့နော်ဒါထိရဲ့ personal အမြင်ပေါ့နော်ဆိုတော့ထိခုတုံးနေ iPhone 13 Pro နဲ့ဒီကောင် Pixel 7ရဲ့ body ကိုရှင်ကြည့်မယ်ဆိုရင်သူရဲ့အထူကတော့ခုကြည့်ရတာသူ့တလောက်ပဲဒါပေမဲ့ဒီကောင်နည်းနည်းပိုထူတယ်အထူက तू ကလုံးလုံးလေးဆိုတော့မသိတာဘူးဒါပေမဲ့ तू ကပိုထူနေရအင်း तू ကဘေးနားကလေဒီ mud အသားတွေက match ပေါ့နော်နည်းနည်းမှုံမှုံလေးဆိုတော့လက်ပွေရမထင်ဘူးအဲ့မဲ့ထက်ရဲ့ဒီဒီကဟာရကင်လိုက်ရင်ကြမ်းလက်ပွေရထင်သွားလက်ပွေရကြမ်းခဲ့တာပေါ့နော်အနောက်မှာကျတော့ तू ကလက်ပွေရပြန်ထင်တယ်ပြောင်းပြီးဆိုတော့ तू ကကျတော့နောက်မှာ match ဆိုတော့အနောက်မှာလက်ပွေရမထင်ဘူးပေါ့ထက်ရဒါဒါလေးဒီလိုမထင်အောင်ကြိုက်တယ်ဒီဘေးရဟာကိုလည်းဒီ Pixel 7တို့ iPhone ကလိုလက်ပွေရမထင်အောင်ပိုင်တော့ပို့မှလာပေါ့ဒါမဲ့အခုလိုမျိုးဟာကြလဲပျောက်ပျောက်လေးဖြစ်နေပါပေါ့ပြီးတော့ဒီ Pixel 7က ဒီကင်မရာမှာပေါ့နော်အကောင်ဆုံးဒီနှစ်ထဲမှာအကောင်ဆုံးဆိုပြီးတော့ပြောနေကြတဲ့ဟာလည်းထိတ်ကြမှုလေဆိုတော့ iPhone user တယောက်အနေနဲ့ဒါအရန်ကောင်းတဲ့ဒီ Pixel 7ရဲ့ကင်မရာလေးကိုတစ်ချက်ကြည့်ကြအောင်ချိန်တဲ့အခါမှာတဲ့1ရှိတယ်2ရှိတယ်0.7ရှိတယ်0.7ဆိုရင်โอ้0.7ဆိုတော့ तू က iPhone ထပ်ပို့ပြီးတော့ wipe ဖြစ်သွားပါပေါ့နော် iPhone ကဟိုပါပဲရှိရ0.5ပဲရှိရ အဲရိုက်ကြည့်လိုက်ပြီ level အမြင့်နေလေးပါပြထားသေးတယ်1 1ဆိုရင်ဘယ်ရော1ကိုကြာဒီအနည်းကလေးရကြာဟမ်နောက်ကပိုကီ effect လေး ਨੇ ဒီอืมပြော2တဲ့2ကအရင်ဆုံးသွားပြီ2ကိုလည်းဒီမှာတစ်ချက်ရိုက်မယ်ဒီဘက် light lighting ရှိတဲ့ဘက်ဒီကောင်ချက်ရိုက်မယ် okay ဟော selfie mode ပြောင်းကြအောင် selfie mode ပြောင်းတဲ့အခါမှာတဲ့ hi ကိုကိုကိုပြန်ကြည့်ကြ။တူကလေမျက်နှာကိုနည်းနည်း smooth ထားတဲ့ effect တစ်ခါလေးထည့်ပေးတာတူထည့်ပေးတာတူပဲ။အင်းတူကမျက်နှာကိုဟိုပါတော့ဒီ selfie mode camera မှာ0.7ထည့်ထားတော့နည်းနည်း wide ဖြစ်တော့ထည့်ရလို့မျိုးဒီ blogger အနေနဲ့ ခုလိုမျိုးကဒီလိုကင်ပြီးတော့ဓပုံရိုက်တာဗီဒီယိုပြောတာဆိုရင်ဒါခက်ဝဲဝဲလေးပြောလို့ရတာပေါ့မှို့ဆိုမျက်နှာကြီးပြူပြူပြေးဒီလိုကြီးဒီလိုကြီးဒီလိုကြီးပြောနေရတယ်မလားအဲ့လိုမျိုးကြောင့်တိတ်မလောက်လေဒီလိုလေးဆိုခက်ဝဲဝဲလေးဆိုအဲဘာ selfie stick မှာဘာတော့မလို့တော့ဘူးပို့ကြိုက်တယ်ဒီလိုခက်ဝဲဝဲလေးရသွားကြိုက်တယ်စမ်းကြည့်ရင်တော်ထိရိုက်ခိုင်ပုံလေးတော့ကြည့်အောင် gallery အော် photo လေးတော့ကြည့်အောင်ဆိုတော့ ခုနထည့်ဒီ Pixel 7နဲ့တပုတ်နေရတာပြီ iPhone နဲ့ရိုက်ပြီးရှင်းပြအောင်နော် iPhone နဲ့ကိုလည်းဒီဘက်ကိုရိုက်မယ်ဒါမဲ့ तू က0.7မရောက်0.5နဲ့ပဲရတယ်သူက0.5ပုံနဲ့ရိုက်လိုက်မယ်တူချက်1နဲ့ကဒီကိုရိုက်တာ3 3ကအရင်ယူပြူးသွားတယ်ဒီနဲ့ဒီကားကဒီကောင်းနေနေရတယ်ဒီဖုန်းတစ်ခုရှင်းကြည့်တော့မေးကဲကြည့်လိုက်မယ်ဆိုရင် အဲ့တကယ်ကောင်းတာဟိုလေအဲ့ခုဒီပုံနှစ်ပုံရှင်းကြည့်လိုက်တော့လေဒီဘက်ကိုတော့ပိုကြိုက်သွားပြီဒီ iPhone ရလေအရန်ကိုဘယ်လိုပြောမလဲဒီလိုအလင်းညာမာကြီးရေဒီလိုကြီးပောက်ပြီးတော့ဘလိုဖြစ်နေရလဲမသိဘူးပြရတာပြီးတော့သူကဒီအထက်ရဟာကစာမြင်နေရအောင်ခုဒီပုံကြည့်တာအထက်ရတော့ဒီပုံကို Pixel 7ကိုနိုင်ပြီးလိုက်ပြီနောက်တစ်ပုံနောက်တစ်ပုံပါတူတာ1နဲ့ရိုက်တဲ့အတွက် ူကပူခေးဖက်တိတ်မပါဘူးကဝမ်းနေနေပါနေနောက်တော့ကြည့်အောင်ဒါအရင်မသိတာတည်းဆိုတော့ဒီအလုံးလေးကိုရိုက်ထားရတဲ့ဝမ်းနဲ့ရိုက်ထားတာဟာတော့ draw ပေးထားတယ်ထိတော့နောက်တော့ကြည့်အောင်နောက်တော့ကသူကလေထိတ်အိုက်မာရီကိုရောင်းနေပြီ iPhone ကအစ်စ်ဘက်ကိုသွားရင်ဒီကိုသွားတာပစ္စံကအစ်စ်ဘက်ကိုသွားရင်ဒီလိုသွားတာဟိုးဘယ်နဲ့ညာတလွဲစီချားစီအဲ့မှာလည်းရောနေတော့မှာပဲ ဲ့တော့ခုနဝမ်းနဲ့ရိုက်တာ draw ပေါ့နော်ဒါကနှစ်ခုလုံးကို zoom နဲ့ရိုက်တာ zoom နဲ့ရိုက်တာက iPhone ကတော့လုံးဝဒီဘက်မှာကြီးတောက်ရှင်အနောက်ကခက်ဝဲဝဲရောက်တဲ့ဟာလေးရတော့ဘလားဖြစ်တယ်ဒါပေမဲ့ဒီ Google Pixel မှာကဒီအလုံးရဲ့အနောက်ကစပြီးတော့သူကဘလား effect စပြပြီ Google effect စပြပြီပေါ့နော်ဒါပေမဲ့ဒီအလုံးမှာကတိတ်ပြီးတော့လေနယ်ရန်တွေကဟိုပြက်ပြက်တတဖြစ်နေတယ်ဒါပေမဲ့အနောက်ကဘလား effect လေးနဲ့ပါတာတော့ဒီကောင်းပူကြိုက်တယ် ဒီဆက်ဆက်ပဲအဲ့တော့ဒီကောင်ထပ်နိုင်ပြီလေပါအဲ့တော့နောက်တစ်ပုံကြည့်ရအောင်ဒါတော့ selfie mode ပေါ့နော်အဲ selfie mode ကိုကြည့်လိုက်တော့ကျတော့အရင်ကြီးကိုပွာပဲဟောဒါလေးရင်ကြိုက်တယ်ကိုကိုမူအောင်ဒါကြီးကရုပ်စုတာပြောင်ပြောင်နဲ့ရုပ်စုလိုက်တာဒါလေးက cute ပုံလေးရိုက်တာချင်းတူတူတော့ကြည့်အောင်27ကပုံမိုက်ပါတယ်နိုင်တော့ပါပြီထပ်နောက်တစ်ပုံ အဲ့မှာ iPhone ဘက်က1ဘက်ကိုနည်းနည်းသွားတယ်အဝါဘက်တန်းနေဒီဘက် Pixel 7ရကြတော့အပြာဘက်နည်းနည်းပိုသွားတယ်ထိမျက်နှာပိုဖြူတယ်ဒီဘက်ကထိမျက်နှာနည်းနည်းဝါတယ်ဝါတော့နည်းနည်းတော့မေ့ကျသွားတယ်ဒါမဲ့လေအနောက်ထဲကိုပြန်ကြည့်ရင်ကြတော့လေ iPhone က clear cut ပိုဖြစ်ပြီးတော့ကြည်တောက်နေတယ် Pixel 7ရအနောက်ထဲမှာနည်းနည်းဝါတယ် iPhone လို့လေတော့ပြည့်ပြည့်တသားလေးတော့ဖြစ်မနေဘူးဒါနဲ့ဆိုနှစ်ပုံရှိပြီအဲ့ဒါလေးတော့ကြွားတယ် ဘယ်လိုပြောမလဲလူရရင်အမြဲတမ်းဒီ business seven လာနေရတော့တည်တည်ထားမိရယ်ဒါပေမဲ့ပစ္စည်းတွေရပြီးကြည့်လိုက်လို့ရှင်တော့ပို့ပြီးတော့ clear cut ဖြစ်ပြီးတော့နည်းနည်းကြည့်တောက်ရှင်းဖြစ်တာတော့ iPhone ကတော့အဲ့လိုဖြစ်တယ်ဒါပေမဲ့ overall effect ကြည့်လိုက်လို့ရှင်တော့မင်းကလေးတော်များတော့ဒါတော့အကုန်ပြေးချက်ပါပဲဘာလို့ဆိုတော့လူက auto လာနေလို့ပြီးတော့လေအရင်ကြီးပြင်ထားတဲ့ပုံစံနဲ့မဟုတ်ဘူးကွာအာဘယ်လိုပြောရလဲကြည့်လိုက်ရင် smooth ဖြစ်ပြီးတော့နည်းနည်းအသားလေးဖွေးသွားရယ် iPhone ကနည်းနည်းဝါတော့မဲတယ်လို့ဖြစ်ပြီးတော့ပျောက်နေတာပေါ့နော် โอเคအဲထိတ်ရောလက်ခံပါပြီလက်ခံပါဆိုတော့ပုံမှန်ထိတ်ထိတ်ဆိုလည်းအမြဲတငယ်ချင်းနေနဲ့အဲ့လိုမျိုးပဲဇကန်နိုင်လူနေကြအဲသူတို့ Android ဖုန်းနေနဲ့ထိတ်ရအဲ Android ဖုန်းရဲ့ကင်မရာဘယ်လောက်ကောင်းနေပေါ့ iPhone ထက်ကောင်းနေဆိုဘယ်မှာကောင်းလို့လဲဆိုပြီးတော့အမြဲတမ်းသူတို့နဲ့ရှင်ပြပြီးတော့လူနေကြပါတော့အဲ့လိုလူတိုင်းလည်းတကယ်ရှင်ကြည့်လိုက်ရင်ထိတ်ရတော့နိုင်နေကြပဲကိုယ့်ဟာကိုယ်ကြိုက်တာဒါပေမဲ့အခုဒီကောင်ကိုစမ်းကြည့်တော့ထိတ်ကူရန်ကတချို့အားဒီကောင်ကိုကြိုက်တာတွေပါတယ်ပေါ့နော် ပြော့ဒီ Pixel 7ရဲ့ဈေးနှုန်းကဒေါ်လာ900ပဲပေးရပါဘောเนาะမြန်မာနိုင်ငံရောက်မှာဒါဈေးဓာတ်ရန်ခေါက်ခိုက်သွားတာဆိုတော့ဒီကောင်းရဲ့ပေးရတဲ့ဈေးနဲ့ဆိုရင်ရတဲ့ quality နဲ့ feeling ကအဲတန်တယ်ဘောเนาะအရန်တန်နေတယ်ထိရောကြိုက်သွားပြီအခုထိရာစကြလဲ Android ဖုန်းတွေကိုတခြားဘာမှစိတ်ဝင်စားအောင်မတုံးပစ်ခဲ့ဘူးပေါ့နော်ဆိုတော့ထိရဒီ Android user တယောက်မဟုတ်တဲ့အတွက်လေဒီ Android ရဲ့ features တွေအသေးစိတ်ကိုလည်းသိမှာမဟုတ်ဘူး အာပြီးတော့ဒီကောင်းရဲ့နောက်ထပ်ထပ်ကောင်းတဲ့ features အကောင်းလေးတွေလည်းရှိရင်ရှိဦးမှာ ထိတ်ဒီဒီတော့မသိဘူးထိတ်ဒီဒီလောက်ကိုပဲစမ်းသပ်ပြထားဖြစ်ပါတယ်ဆိုတော့အခုဒီဥစ္စာကထိတ်ရဲ့ဒါ iOS user long term iOS user တယောက်နေနဲ့ impression လေးပဲဖြစ်ပါတယ်ဆိုတော့ထိတ်အခုလိုမျိုးဒီလိုဗီဒီယိုလေးတွေတဘောကြရဲဆိုလို့ရှိရင်နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေကြည့်ကျင်သေးလဲဒါထပ်ပြီးဘာလို့ပေးရအောင်မလဲအောက်မှာအကြံဉာဏ်လေးပေးသွားလို့ရတယ် comment မှာ ไอเดียนี้ก็ปรับไปต่อเลยได้တော့ see you in next video bye bye ဒီလိုနှလုံးလေးကလာရင်တော်တော်မိုက်ပါတယ်တာတာ Alexa turn off main bedroom light okay ရပြီ yeah 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 ဒီမျိုးပြလို့ရပြီဒီမျိုးလည်းပြလို့ရပြီမျက်နှာစူးနေပြီ